တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025 April လ6ရက်ကနေ14ရက်နေ့တော်တွင်မှာအစ်စ်မြင့်သောဘုရားနေတာတစ်ခုကိုကုပြောင်းထုတ်တဲ့ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်အကျံစီသည့်ရွယ်ချက်သည့်တွေကို လက်တွေ့အကောင့်ထဲပေါ်နိုင်တယ်မိမိလိုလားချက်နဲ့ရည်ရွယ်ချက်တွေကိုဒီချိန်မှာစနစ်စကျလုပ်ကြရင်ကိုလုပ်တဲ့အလုပ်တို့ရဲ့ကောင်းသောအကျိုးသက်ရောက်မှုကိုရလတ်နေတဲ့ခံစားရလိမ့်မယ်။ငွေကြေးစုဆောင်းရခက်ခဲလိမ့်မယ်။ရှင်းရနေမှာဝေဝင်နေပြန်ထွက်တဲ့အတိုက်ခံနေနဲ့ရှင်ပြီးလောက်ရမယ်။ကိုယ့်ရနေမှာသူတစ်ပါးကြောင့်ကိုယ့်ရည်ရွယ်ချက်တွေ နောက်နေ့ကြကြခြင်းကိုကြုံတယ်။ဆယ်ရက်နေရာကိုအတွက်ထူးခြားတဲ့ကံအပြောင်းလဲနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်။မထင်မှန်ပဲအလူကိစ္စမင်္ဂလာရှိသောအကြောင်းအရာတစ်ခုလောက်ရနိုင်မယ်။ဆက်တည့်ရက်နေ့မှာအပြောင်းလဲနဲ့တိုးတက်မှုကံပွင့်တယ်။ရှင်းမှန်းချက်သေးအောင်မြင်မယ်။ဆက်နေ့ရက်နေ့မှာခရီးကံကောင်းမယ်။အဲ့ဒီနေ့ကတကူလာပြည့်နေ့ အဲ့ဒီနေ့မှာကုသိုလ်ကောင်းမှုတစုံတရာလှုပ်ပြီးတော့လိုရာဆူတောင်းရင်ဆူတောင်းပြည့်နိုင်တဲ့နေ့တစ်ခုပဲ73ရက်နေ့ကမဟာတကြံအကြိုနေ့ဖြစ်တယ်အတာဝုထိုးပြီးတော့တကြံကြိုခြင်းကို ဆောင်ရွက်ခြင်းဖြင့်ကောင်းခြင်းကံတွေလည်းရလာမယ်ကံကြမ္မာနဲ့မြင့်မားနေတယ်74ရက်နေ့ကရန်တိုက်ခလီတွေနေနေများတတ်တယ်တကြံကြတဲ့နေ့ဖြစ်တယ် တကြံကကြာချိန်ကမနေ့6:39မိနစ်20စက္ကန့်ချိန်မှာတကြံကြာမယ်။မာတကြံကြာရောက်တဲ့နေသားပိုင်းမှာကောင်းစေးကောင်းရှုပ်ပြုရင်ထူးခြားတဲ့ကံကြမ္မာကိုယ်ထံရောက်ရှိနိုင်မယ်။ကောင်းသောကံရဲ့တိုးတက်မှုကိုဖန်တီးရရှိကံပိုင်ဆိုင်ခွင့်ရှိတယ်။ဒီတပတ်တာကာလအတွင်းတနင်္လာနေ့သောကြံနေ့စနေနေ့မွေးသူတွေကိုကောင်းချိုးပေးမယ်။ တနင်္ဂနွေဗုဒ္ဓမွေးသူတွေဒုက္ခပေးလိမ့်မယ်တလေးကိုကနန်းနေကိုတွေ့ချိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်လို့ကအဝါရောင်ပန်းဝင်သေးတွေကိုဖရာကတုပူဇော်ပြီးတော့လိုရာဆုတောင်းခြင်းကိုပြုပေးပါကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်ဧပြီလ10ရက်ကနေ14ရက်နေ့တော်တွင်မှာစေတနာဝေဒနာဖြစ်တတ်တဲ့သူများပြဒနာကိုပြဒနာဖြစ်တတ်တဲ့လူပေါင်းမှာသုံးဖြတ်ချက်မှတ်တတ်တဲ့ရန်တိုက်ခံနေတဲ့ဂျုံမဲ့ပြီးမှဆင်ပြင်းမယ်စင်းစရာငွေကြေးကိစ္စပြောဆိုမှုတွေမှာအတိုက်ခံလေးတွေရှိပြီးမှအဆင်ပြေတဲ့နေထားရှိတယ်သူတစ်ပါးကိုယုံပြီးလွဲပြီးလုပ်တဲ့လူမှသမျှရှောင်ရမယ်မထင်မှန်ပဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေအောင်မြင်မယ်အယောင်ထိုင်းပစ္စည်းတွေပြန်လည်ရောင်းချအဆင်ပြေခြင်း ကြကြနေတဲ့ရပိုင်ခွင့်တွေလက်ဝဲပြန်ရခြင်းတို့ကိုကြုံတွေ့နိုင်တယ်။ရှေ့ရနေရတော့ကိုယ့်အတွက်အတိုက်ခံများသောနေ့စိတ်နှောင့်ရှက်တွေများတယ်စိတ်ပြမှန်လူပြမှန်တွေဖြစ်တတ်တယ်။ကိုယ့်ရနေမှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရမယ်။ဆယ်ရနေမှာခရီးကံကောင်းမယ်ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်လူမျိုးခွဲချိုးပေးမယ်။ဆယ်တရနေမှာငွေရေးချေကံကောင်းခြင်းလက်ပွင့်ခြင်းအလိုပြည့်စုံခြင်းနဲ့တန်လန်းပွင့်ခြင်းတွေကိုကြုံမယ်။ဆယ်နှစ်ရနေ့ အဲ့ဒီနေ့ကလပြည့်နေ့ဖြစ်တယ်လပြည့်နေ့စနေနေ့တိုက်ဆိုင်တဲ့နေ့မှာပိုက်ဆံကျွေစေးတစ်စီကိုအဝိနန္ဒာဖျံပြီးလူနဲ့ဆောင်ရင်တနေ့လာနေဝေးသူတွေထူရကြတဲ့ကံကောင်းခြင်းတွေကိုကျော်နိုင်တယ်ဆက်သောရနေ့မဟာသံဃာဂျိုနေ့ဖြစ်တယ်အတာဝတ်ထိုးပြီးတော့မဟာသံဃာကိုဂျိုးလို့ကောင်းတယ်နောက်ကောင်းသောကံချမ်းနဲ့တိုးတက်မှုလမ်းသစ်တွေပွင့်မယ်ဆက်လေးရနေ့မဟာသံဃာကြနေ့ဖြစ်တယ် တကြံကြတာကမနေ့6နိုင်38မိနစ်နဲ့20စက္ကန့်ဖြစ်တယ်အဲ့ဒီနေ့မှာအဲ့ဒီအချိန်မှာ ကောင်းစေကောင်းလျှော်ပြုရင်သူအမတန်ကောင်းတယ်ကောင်းစေကောင်းလျှော်ပြုရင်ကိုကအနောက်ရမျက်နှာမူပြီးကောင်းစေကောင်းလျှော်ပြုလိုက်ရင်ထူးခြားတဲ့စွမ်းသက်တည်တွေကိုယ်ထံရောက်ရှိလာနိုင်တယ်ဒီကလာအတော်တွင်းမှာကြာသာပတိနေဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ် တနည်းငွေနဲ့သောက်ချာနေဝိသူတွေဒုက္ခပေးတတ်တယ်။ငါးခုကိုးကနဲ့နေချိုးပေးတယ်အဖြူစိမ့်ပြီးကိုပြအပြာတို့ကိုသုံးပြီးတော့လူရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများ ရစေရန်အတွက်ဒကြံကြနေမှာမုံလုံးရေပေါ်ကိုအနီးပါးမှာရှိတဲ့သူတို့ကိုလှူဒန်းခြင်းဒါနပြုခြင်းဆောင်ရွက်ပေးပါ။ကျေးဇူးတင်ပါတယ်။ ဟင်္ဂါနေ့ဝိသုအလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ10ရက်နေ့ကနေ14ရက်နေ့အတွင်းကာလမှာအထူးကောင်းတဲ့ကိုလို့သမ ्या ဆင်ပြေမယ်အခက်အခဲတွေဖြေရှင်းနိုင်မယ်ရှင်မန်းချက်သစ်တွေလက်တွေကောင်းထဲဖွင့်နိုင်တယ်မိတ်ကောင်းဆွေကောင်းတောက်ကူရမယ်ပူပေါင်းပြီးလှုပ်တဲ့တို့တွေအကျိုးပေးမယ်မထင်မှန်ပဲငွေဝဲမယ်ဆုံးဖြတ်ချက်တွေမှန်ကန်မယ်ကြံ့ကြံ့နေတဲ့ရပိုင်ခွင့်တွေပြန်ရမယ်အခက်အခဲအလုံးကိုကျော်လွှားပြီးလိုရာစန္ဒပြည့်စုံခြင်းနဲ့ ဘဝတိုးတက်ခြင်းနှစ်သာရကိုအထင်ရှားရရှိကြုံတွေ့ရမယ်ကာလတစ်ခုဖြစ်သလိုမိဟောင်းဆွေရောင်းနေတဲ့ပြန်ဆောင်ခြင်းမိသစ်ဆွေစစ်တိုးပွားခြင်းတွေကြုံတွေ့မယ်ဒီကာလမှာကျုံတဲ့မိသစ်တွေဟာရှေလျားတဲ့အနာဂတ်ရဲ့အကျိုးပေးမဟာမိတ်တွေဖြစ်လာနိုင်မယ်ရှေးရနေ့ကအရာရာဆင်ပြေခြင်းကံကောင်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်ကိုယ့်ရနေ့ကအလုပ်ဖို့ကိစ္စဝင်ကြုံမယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ဆယ်ရနေ့မှာအရာရာအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းကံရှိတယ်ဒါပေမဲ့ ရန်နောက်စိတ်တွေနဲ့ရှင်ပြီးတော့မယ်၁၇ရက်နေ့စိတ်ချမ်းသာစရာပျော်ရွှင်စရာကောင်းခြင်းကံကြမ္မာရှိတယ်၁၇ရက်နေ့မှာပစ္စည်းပြောက်တတ်တယ်အသွာလာနေတဲ့ view ဆက်ရမယ်အရဝေးကကောင်းတဲ့ကြုံမယ်အဲ့ဒီလပြည့်နေ့ကုသိုလ်ကောင်းမှုတစ်ခုသွားလာစေပြုတ်လိုက်ပါ၁ရက်နေ့မဟာသကြံချိုးနေ့အဲ့ဒီနေ့မှာထူးခြားတဲ့အပြောင်းလဲတွေရှိမယ်ခရီးကံကောင်းမယ်ငွေကြေးကံထူးထူးခြားခြားတိုးတက်နေမယ် ဆယ်လေးရက်နေ့ကမာတကြံကြနေဖြစ်ပါတယ်အဲ့ဒီနေ့မှာတကြံကြချိန်ကမနေ့6:38မိနစ်နဲ့27စက္ကန့်ချိန်ဖြစ်တယ်အဲ့ဒီနေ့မှာကောင်းစီကောင်းရှုံပြုပြီးတော့အလိုရှိရာဆန္ဒပြုရင်တူတူကြကြကောင်းခြင်းကံရဲ့အကျိုးဆက်ကိုရရှိနိုင်ပါတယ်ဒီကာလတော်တွင်မှာဇာသပတိနေ့ အင်္ဂါနေ့ဗုဒ္ဓနဲ့မွေးတဲ့သူတွေကိုအတွက်အကျိုးပေးတယ်။တနင်္လာသောကြမွေးသူတွေကိုဒုက္ခပေးတတ်တယ်။နံပါတ်3ခုကိုကနန်းနေအကျိုးပေးတယ်။အပြာရောင်ပန်းရောင်နုနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်ရင်ထူးခြားသောကောင်းခြင်းကံရဲ့အကျိုးပေးနှစ်သာရတွေကိုရရှိနိုင်ပါလေ။ဒီကာလအတွင်းမုံလို့ရေပေါ်ကိုနိဗ္ဗာန်မှာဝေမျှခြင်းလူတိုင်းချင်းပြုပေးပါ။ ကျေးဇူးတင်ပါတယ်ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ10ရက်နေ့နေ့စပြီး14ရက်နေ့အတွင်းကာလမှာဝေကြည်ကံကောင်းမဲ့လုပ်ငန်းကံကောင်းမဲ့ဘဝတိုးတက်မဲ့ရည်ရွယ်ချက်အောင်မြင်မဲ့အခက်အခဲအလုံးကိုကျော်လွှမ်းနိုင်မဲ့အလောကန်စီးပွားငွေကြေးဘဝတည်လံဖွင့်မဲ့ မချေမှန်ဖဲဆော်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောအကျိုးဆက်ရရှိမယ်မမျော်လင့်ထားသောကောင်းခြင်းကံတွေကိုယ်ထက်ရောက်ရှိလာမယ်စေကုဉာဏ်ဉာဏ်သစ်တွေလက်တွေ့ကောင်းထဲပေါ်နိုင်မယ်တွတ်ဆသို့ကိုယ်တွတ်ဆမထားတဲ့ကောင်းခြင်းကံနဲ့အကျိုးပေးမှုကံဒီချိန်ရောက်ကိုရရက်တိုင်းရောက်ကိုယ်ထက်ကောင်းတဲ့ရက်ဖြစ်တယ်ရက်နေ့ကတော့အထူးတလည်းကောင်းတဲ့ရက်အောင်မြင်မှုတွေရဲ့နှစ်သာရပြည့်ဝရှိတယ်ကိုယ့်ရက်နေ့ကအခက်အခဲတွေကြုံပြီးမှမိုးလွယ်ပိုင်းကြမှာလာကောင်းတယ် ဆယ်ရက်နေမှာဥတီကျက်စစ်နဲ့တိုးတက်မှုလမ်းကြောင်းစစ်တွေကိုတည်တွင်ဖန်တီးဆောင်ရွက်နိုင်နေမယ်။ဆက်တရက်နေ့ရပိုင်ခွင့်တွေပြန်ရမယ်။အပြိုင်တိုက်ခံနေတဲ့တိုးတက်မှုကိုရရှိမယ်။ဆက်နှစ်ရက်နေ့အဲ့ဒီနေ့လာပြင်းနေတကူလာပြင်းနေငူဝါဘန်းနေဖះမှာသွားတင်လိုက်မယ်ဆူတောင်းပြေလိမ့်မယ်ငူဝါဘန်းမရရင်လည်းအဝါရောင်ပန်းပွင့်ဖះသွားတင်အိမ်ဖះမှာဖြစ်ဖြစ်တင်ပြီးဆူတောင်းထူးခြားတဲ့ကံရကိုရမယ် ဆက်သောရဲ့နေဂျိုးနေအင်းနေမှာလုံကိစ္စတွေလဲဆောင်ရွက်နိုင်တယ်ရတ်တံမဲ့လို့ဆောင်ရွက်တဲ့ကိစ္စမရဘဲလုတ်ကင်ပြီးဆက်လက်ဆင်ပြေသွားလိမ့်မယ်၁လရဲ့နေအင်းနေရတကြံကြနေတကြံကြချိန်မနေ့6နိုင်39မိနစ်20စက္ကန့်ဖြစ်တယ်အဲ့ဒီအချိန်မှာသူကုသိုလ်ကောင်းမှုပြုပါကောင်းစီကောင်းစွာပြုပါထူးခြားတဲ့ကံတွေထင်ရှားစွာရရှိလာပါလိမ့်မယ် ဒီကာလအတော်တွင်းမှာတင်းလာနေရင်ကနေစနေနေ့မွေးသူတွေကိုကောင်းချိုးပေးတယ်တင်းကတွေနေ့သောကြနေမွေးသူတွေကိုစိတ်ရှုံလို့နေမယ်ဒုက္ခပေးတယ်သတိထားရှစ်ကိုခွန်ကနန်းနေချိုးပေးတယ်အပြာရင့်ရောင်နဲ့ရောင်နဲ့ပြာရောင်တွေကိုသုံးပြီးတော့အလို့ရှိရကိစ္စတွေဆောင်ရွက်နိုင်တယ်ကောင်းကျင်းကံနဲ့တိုးတက်ခြင်းကံနေရဖို့အတွက်ကိုတော့အိမ်နီးပါးမှာ မောင်လုံးရေပေါ်အတူဒါနပြုပေးလိုက်ပါကျေးဇူးတင်ပါတယ်ဂျာသပတိနေမွေသူအလုံးမင်္ဂလာပါ2025 April 10ရက်နေ့နေ့14ရက်နေ့အတော်တွင်ကာလထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်မြတ်တရားရေကံကောင်းမယ်စုပေါင်းလုပ်ငန်းကြိုးပမ်းမယ်ငွေကြေးကံကောင်းမယ် ရီမန်းချက်စစ်တွေကိုလက်တွေ့ကောက်တဲ့ဖို့အောင်မြင်နိုင်လိမ့်မယ်အမျိုးသမီးကြီးကဲတူတံမှာအကူအညီကောင်းထောက်ကူကောင်းကိုရမယ်မရွယ်ပဲအလူဒါနပြုရတဲ့တဲ့အလူကိစ္စတွေမှာပုံဝင်ပတ်သက်သွားရတဲ့တဲ့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စဆောင်ရွက်ရခြင်းလေးတွေလည်းကြုံတွေ့လိမ့်မယ်ရှေ့ရနေ့ကလုံသမျှချက်စီသမျှအောင်မြင်ခြင်းတိုးတက်ခြင်းကိုကြုံမယ်ကိုရနေ့မှာ ရန်တိုက်ခရီးကြတဲ့တက်လန်းပေါ်မယ်ခီးခံကောင်းမယ်လူမျိုးခွဲချိုးပေးမယ်ဆယ်ရည်နေမှာငွေချေးဥစ္စာဒဏ်ဖွံ့ဖြိုးခြင်း တိုးတက်ခြင်းလက်ဖွဲ့ခြင်းတွေကြုံမယ်ဆတ္တရည်နေမှာရန်အောင်ရှင်နဲ့ရှင်ပြီးလောက်ရနေမယ်ဆတ္တရည်နေမှာထူးခြားတဲ့ကံကြမ္မာကံခွင်လန်းနေဖွင့်နေမယ်အဲ့ဒီလာပြည့်နေတကူလာပြည့်နေအဲ့ဒီမှာ အဝါရောင်ပန်းပွင့်လေးတွေငုဝါပန်းလို့ပန်းမျိုးသွားပြီးတင်းရမယ်ဖရားမှာကိုမွေးနံတောင်မှာသွားတင်းဆူတောင်းရင်ဆူတောင်းပြေလိမ့်မယ်ဆက်သွုံးရဲ့နေရာတကြံဂျိုနဲ့အဲ့ဒီမှာရပိုင်ခွင့်တွေပြန်ရမယ်ဆုံးဖြတ်ချက်ထူးထူးခြားခြားတွေချမှတ်ရမယ်အလုံးနဲ့ပတ်သက်တဲ့ကံကောင်းခြင်းကြိုးပြခြင်းကံခွင့်ရည်စစ်တွေပေါ်ပေါက်ခြင်းတို့ကိုကြုံလိမ့်မယ်ဆက်လေးရဲ့နေတကြံကြနေဖြစ်တဲ့ ။တကြံကြချိန်မနေ့6နိုင်39မိနစ်20တစက္ကန့်မှာဖြစ်တယ်။အဲ့ဒီချိန်မှာကောင်းကြီးမင်္ဂလာလုပ်ပါခေါင်းစည်းကောင်းချုံကိစ္စဆောင်ရွက်ပါထူကြတဲ့ကံမြင့်မာလာပါလိမ့်မယ်။ဒီတပတ်တာကာလအတော်တွေမှာတနင်္လာနေ့တောက်ကြနေငါနေ့မွေးသူတွေကောင်းကျိုးပေးတယ်။စနေနေ့ကြာသပတေးနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်။369နံပါတ်ဒီကျိုးပေးတယ်အပြာရောင်ပန်းရောင်နိုးနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ခြင်းဖြင့် ထူးခြားသောကျိုးဆက်နှင့်တိုးတက်မှုများရရှိမယ်။နေနီးပန်းမှာသာဂူလူဒါနပြုပေးပါ။ကျေးဇူးတင်ပါတယ်။တောက်ချန်နေမွေသူအလုံးမင်္ဂလာပါ။2025ခုနှစ်ဘရလ၈ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာရံများမယ်တိုက်ခတ်များမယ်။စေတနာဝေဒနာဖြစ်မယ်။သူများပြဒနာကိုပြဒနာဖြစ်တတ်တယ်။ရင်ကားမောင်းနေမှုသတိထား လန်ကူလန်ဖြတ်သတိထားမတော်ဆထိခိုက်မှုတွေရှိကိုရှိတတ်တာကိုကထိန်းလိုက်ရင်တော့အဆင်ပြေပဲအနီရောင်နဲ့ရောင်တွဲဝတ်တာဒီတစ်ပတ်လုံးလုံးဝရှောင်းအမဲသားတတ်နိုင်ရှောင်းဆက်ပစ္စည်းတွေကိုသတိထားပြီးကင်တွင်ရနိုင်မယ်မတော်ဆထိရှာမှုမဖြစ်အောင်ဂယူဆက်ရနိုင်မယ်ထူးခြားတာကတော့မထင်မှန်ဖက်ငွေဝင်ခြင်းလက်ပွင့်ခြင်းတွေရှိသလိုပြောရသူတွေမှာအထုတလည်းစမ်းပွက်အခြေတွေကံကောင်းလာမယ်ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်ကြံ့ကြံ့နေတဲ့ငွေကြေးတွေလက်ဝယ်ပြန်ရမယ် ဤကဲ့သို့ကောင်းခြင်းဆိုးခြင်းတွေလွှမ်းမိုးနေတဲ့ကာလတစ်ခုဖျက်သန်းနေရရှေ့ရနေမှာတော့ရာရာသတိထားမယ်အတိုက်ခံများတတ်တဲ့မတော်ဆန်ရဲ့ကျူးဆိုင်တဲ့ကျူးဆိုင်ရမယ်ကိုယ့်ရနေမှာပေါ်လာတဲ့ခွင့်ရလက်တွေသုံးချကိုယ့်တွေအကျိုးရှိနေမယ်ဆယ်ရနေမှာရပါခွင့်တွေပြန်လည်တောင်းဆိုနိုင်တဲ့ခရီးကံကောင်းမယ်ဆယ်နှစ်ရနေမှာငွေကြေးကိစ္စလုပ်ငန်းကိစ္စဘဝကိစ္စတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိကြိုးပေးနိုင်မယ်ဆယ်သုံးရနေရန်တိုက်ခံအလုံးကိုကြော်ပြီးတော့မှအောင်မြင်မယ် ။တကြံဂျိုနေနဲ့ပတ်သက်တဲ့ကိစ္စဒါထူးထူးခြားခြားကောင်းတဲ့နေ့ရဖြစ်လာတယ်။ကောင်းသောကံကြမ္မာပွင့်လာတယ်။ဆယ်လေးရက်နေ့တကြံကြနေအဲ့ဒီမှာငွေကြေးလုပ်ငန်းစီးပွားကံတွေကောင်းတယ်။တကြံကြချိန်ကတော့မနေ့6:30မိနစ်နဲ့20စက္ကန့်အဲ့ဒီချိန်ဝင်းကျင်မှာအလူဒါနာတစ်ခုပြုပါကုသိုလ်ကောင်းမှုပြုပါထူးခြားတဲ့ကံလေးတွေရှိလာပါလိမ့်မယ်။ဒီတပတ်တော်ကာလအတော်အတွင်းမှာဇာတာပတိနေ့ တောက်ကြနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးမယ်369ကုကဏအကျိုးပေးတယ်အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ရွှေရင်အေးနဲ့မုံလုံးရေပေါ်အလူဒါနပြုလိုက်ရင်ထူးခြားတဲ့ကံကြမ္မာတွေအနာဂတ်မှာရလာပါတယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် ဧပြီလ၈ရက်နေ့၁၄ရက်နေ့ဒီကန္နအတော်တွင်မှာရပိုင်ခွင့်နေလက်ဝဲပြန်ရမယ်ခက်ခဲတွေဖြစ်ရှင်းနိုင်မယ်ရက်ကန်တဲ့လူတွေပြန်လည်စတင်နိုင်တယ်အရဝေးရကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းအခြေအနေရကိုကြုံမယ်ငွေကြေးကလုပ်ငန်းကစီးပွားကဘဝကကောင်းသောတိုးတက်မှုရှိရရှိမယ်အရာရာပြည်လည်ဆောင်ရွက်နိုင်ခြင်းနဲ့ခက်ခဲဖြစ်ရှင်းနိုင်ခြင်းတွေကြုံမယ်၈ရက်နေ့မှာကိုယ့်ရဲ့ကံကြမ္မာတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုဖန်တီးရရှိနိုင်တယ် ်ရပိုင်ခွင့်နဲ့ပြန်လည်ရမယ်၉ရက်နေမှာငွေကြေးကန်ကောင်းမဲ့တပ်ဖွဲ့မယ်၁ရက်နေမှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့မယ်၁၇ရက်နေမှာမိကောင်းဆွေကောင်းထောက်ကူရခြင်းစံပွင့်ခြင်းနဲ့ကြုံမယ်၁၇ရက်နေခီးကိစ္စတွာလာလှုပ်ရှား၍ကြိုးပင်းနေမယ်၁၃ရက်နေထူးခြားတဲ့ကံပြောင်းလဲတဲ့ဒုတက်မှုရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စိတ်ချမ်းမြေ့စရာဒီမှာကြုံတွေ့ရမယ်နေထားရှိတယ်၁၄ရက်နေမှာအတိုက်ခံကြတာဒုတက်မယ် အဲ့ဒီမှာငွေကြေးကိစ္စစီစဉ်ဆောင်ရွက်လို့ကြိုးပေးတယ်။တကြံကြခြင်းဖြစ်တဲ့မနေ့6:39မိနစ်20စက္ကန့်အဲ့ဒီအချိန်ကာလနဲ့ပတ်သက်ပြီးတော့အဲ့ဒီဝင်းကျင်တွဲမှာကိုကုသိုလ်ကောင်းမှုတစ်ခုပြုရင်ထူးထူးခြားခြားကောင်းတဲ့ကံကြမ္မာရဲ့အနှစ်သာရကိုရနိုင်တယ်။ဒီကာလတော်တွေမှာတနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုကောင်းကျိုးပေးမှာ။ တနင်္လာနေ့ကြာသပတေးနေ့ဝေးသူတွေကိုဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနအကျိုးပေးတယ်အဖြူစိမ့်ပြီးကိုရောင်တို့ကိုဝိစစ်သုံးဆွဲပြီးတော့ထူးခြားတဲ့ကံကြမ္မာရဲ့နှစ်သာတာကိုရရှိမယ်။ကောင်းသောကံကြမ္မာထင်ရှားစွာရဖို့အတွက်တကူလာပြည့်နေ့ဖြစ်တဲ့စနေရနေ့ဧပြီလမှာဖျားစီဒီမှာသွားပြီးတော့ငုဝါပန်းဖျားကတ်တူပြီးတော့အလိုရှိရဆန္ဒပြုထူးခြားစွာအောင်မြင်ခြင်းလေးတွေရပါတယ်။ယေရှုတင်ပါတယ်။